အားလုံးပဲမင်္ဂလာပါရှင်ဆန်စတိုင်ရီ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မဒီနေ့ဖတ်ပြပေးချင်တာကတော့ motion imt ရဲ့သူစိတ်ဓာတ်ကြတိုင်းဖတ်ဖို့ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းလေးအနေနဲ့အသေးကွဲသူများတို့ပေးစာစိတ်ဓာတ်ပြန်တက်ဖို့ဒီ၅ချက်ကိုအမြဲလုပ်ပါ။ဈေးတိုက်တစ်ခုတိဆောက်ပြလိုက်ပါ။ဆွလွတ်ခြင်းနဲ့ခွင့်လွှတ်ခြင်းကို ပိုင်ဆိုင်အောင်ကြိုးစားပါ။ မနှက်ဖြန်တွေအတိတ်ပဲရှိပါစေစားတဲ့ကောင်းစင်လေးတွေပဲ ဖြစ်ပါလေရှင်အသေးကွဲသူများတို့ပေးစားအသေးကွဲတယ်ဆိုတဲ့အချိန်ကအသုံးချတဲ့ရင်ဘဝမှာအောင်မြင်ဖို့အကောင်းဆုံးအချိန်ပါပဲအဲ့ဒီလိုအချိန်မျိုးကကိုမပိုင်ဆိုင်နိုင်တော့တဲ့သူတယောက်ကို ရှင်ဘတ်နဲ့အုံနောက်ထဲကထုံမရဖြစ်နေတဲ့အချိန်မှာအဲ့ဒီသူကိုရှင်ဘတ်နဲ့အုံနောက်ထဲကထုံနိုင်ဖို့ဆိုတာကြီးမားတဲ့ခွန်အားနဲ့စွမ်းအင်ကို အသုံးပြုရပါတယ် ဒီနေရာမှာလူနှမျိုးကွဲသွားပါတယ်။တချို့ကအသေးကွဲလို့အရက်တောက်တယ်။တက်သေးဖို့ကြိုးစားတယ်။မူရစေဝါတုံဆွဲတယ်။ကလေးကချေဖြစ်သွားတယ်။ပြီးတော့သူကြောင့်ငါဘဝပြတ်တာဆိုပြီးသူများကိုဆွတ်ဆွဲသေးတယ်။တကယ်တော့သင်ဘဝကိုသင်ကလွဲပြီးဘသူမှ မပိုင်ပါဘူး။သူပိုင်နေဆိုရင်တော့တင်ယူယူမိုက်မိုက်သွားပေးတာလို့ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့တင်တိကြဖို့ကအချိန်မရွေးပြန်ယူလို့ရတယ်။ တင့်ဘဝကတင့်အပိုင်မှာ နောက်တစ်မျိုးကအသေးကွင်းရင် အလုပ်ပိုစူးစားတယ်။သူကိုခေါင်းထဲကထုံနိုင်ဖို့အစွမ်းကုန်စူးစားတယ်။သူ့အကြောင်းတွေးရင်ကုံသွားမယ်စွမ်းအင်တွေကိုအကျိုးရှိရဲ့နေရာမှာအသုံးချဖြစ်တယ်။ Energy transform လုပ်တတ်ကြတယ်။အသေးကွက်ရကနေဖြစ်ပေါ်လာတဲ့စွမ်းအင်ကလူတယောက်ကိုအောင်မြင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။အဲ့ဒီလိုလူမျိုးကိုကိုယ်တိုင်မြင်ပူပါတယ်။ ီယန်နန်လိုဆင်းရဲပြီးမဖြစ်ပြိုသေးတဲ့နိုင်ငံတစ်ခုမှာအွန်လိုင်းကနေအလုတ်ကန်ရှာဖွေရေး website www.vnmwest.congo တည်ထောင်ခဲ့သူဂျိုနက်လီဗီပါသူ့ဘဝအကြောင်းပြောပြတာကိုအခါခွင့်သင့်လို့အပြင်မှာနားထောင်ခဲ့ရပါတယ်သူကအမေရိကန်နိုင်ငံသားပါငငယ်ကလေးကအရန်ချစ်ရတဲ့သူ့ချစ်သူကောင်မလေးကသူ့ကိုလမ်းခွဲသွားတဲ့အခါသူ့အလူအလဲကိုခံစားခဲ့ရပါတယ် ဒါနဲ့စိတ်ပြေလက်ပြောက် BNN ကိုခရီးထွက်လာရင် သူအကြံအခုရခဲ့ပါတယ်။နေတရူဝစီဗီတဆောင်နဲ့မြို့တွေပတ်ပြီးအလုရှာနေရတဲ့သူတွေကိုမိုဘိုင်းဖုန်းပေါ်ကနေအလုရှာနိုင်အောင်ကူညီပေးနိုင်မဲ့ idea ကို သူရခဲ့ပါတယ်။အင်တာနက်ဆိုတာဘာမှန်းတိတ်မသိသေးတဲ့အချိန်အွန်လိုင်းကနေအလုရှာလို့ရမယ် website တစ်ခုတိစောက်မယ်ဆိုတာအဲ့ဒီအချင်းကသင်ကြားရင်လဲအရန်ယူမိုက်တဲ့ idea လို့သင်ပြောပါလိမ့်မယ် ဒါပေမဲ့ဂျူးနက်ကလုံးဝဆွေးမလျှော့ခဲ့ပါဘူး။သူကြာရှုံးပြီးအိမ်ပြန်ချင်ခဲ့တာလေအချိန်ချင်းပါပဲ။ဒါပေမဲ့လဲကြတိုင်းသူပြန်ထားခဲ့ပါတယ်။အခုတော့ BNN တနိုင်ငံလုံးမှာ အကျော်ကြားဆုံး online အလုပ်ကန် shopping ရေး website ကိုပိုင်ဆိုင်နေရပြီး BNN သူဇနီးတဲ့ချောချောလေးရဲ့သားသမီးတွေရဲ့နဲ့သူ့ဘဝကပျော်စရာအတိဖြစ်နေပါပြီ။လောကကြီးမှာမိမိကိုဘာတွေဖြစ်ပျက်တယ်ဆိုတာထက် ထို့အဖြစ်ပြက်တွေကိုမိမိကဘလို့တုတ်ပြန်လဲဆိုတာပို အရေးကြီးပါတယ်။တင့်ရဲ့တုတ်ပြန်မှုပေါ်မူတည်ပြီးတင့်ဘဝကပိုကောင်းသွားနိုင်တယ်လို့တင့်ဘဝလည်းပြတ်သွားနိုင်တယ်။အချစ်ကဘဝရဲ့အရေးကြီးတဲ့တစ်စိတ်တစ်ပိုင်းမှာဒါပေမဲ့အချစ်ကဘဝမဟုတ်ပါဘူး။လောင်စာထဲမှာအလွမ်းလောင်စာကနျူကလီးယားလောင်စာထက်ပြင်းတယ်။တင်ဘယ်နေရာမှာအတုံးချလဲဆိုတာပဲမူတည်ပါတယ်။ စိတ်သက်ပြန်သက်ဖို့ဒီ၅ချက်ကိုအမြဲလုပ်ပါ စိတ်သက်ကြရင်ဘာမှကို လုံးမရတော့ပါဘူးစိတ်သက်ကြနေရင် ထမင်းအောင်မစားချင်ပါဘူးဘာအလုံးမှလည်းမဲမဲရရလှုပ်ချင်လေမရှိပါဘူးစိတ်သက်ကြတာနာတာရှည်ရင်ပိုဆိုးပါတယ်အချိန်များကြီး ပုတ်တိုးသွားတတ်ပါတယ်တင်းရဲ့စိတ်သက်ကိုတင်းရဲ့ကြံမာရေးဂယုဆိုင်တယ်လို့ဂယုဆိုင်ပါဥပမာတင်းအစင်ကြီးများ အားတဲ့အစာတွေမစားဘူးဆိုပါစို့ င်မစားတာတင်မကြိုက်လို့ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ဇမရေးမကောင်းမှဆိုးလို့ဝါမှဆိုးလို့မစားတာများပါတယ်။တင်အကင်တွေကိုတန်နိုင်တဲ့လောက်ရှောင်းနေဆိုပါဆို။ဒါလဲမကြိုက်လို့မစားတာထက် မကျမ်းမမှဖြစ်မှဆိုးလို့မစားတာများပါတယ်။ဒီလိုပါပဲ။တင်ရဲ့စိတ်ဓာတ်ဇမရေးကိုထိခိုက်စေတဲ့အရာများစွာတင်ပတ်ဝန်းကျင်မှာရှိနေပါတယ်။တင်စိတ်ဓာတ်ကြတိုင်း ဘယ်အရာကတင့်ကိုစိတ်ဓာတ်ကြစေရလဲပြန်လေးလာစမ်းစစ်ပါပြီးရင်အဲ့ဒီအရာကိုတင့်စိတ်ထဲကနေအမြင့်မပြန်ဆွအမြင့်မကျန်ဆွေးနှုတ်နိုင်အောင်ကြိုးစားပါ။သင်စိတ်ညစ်တာသင်အမျိုးလေးချောက်လား။သင်ရဲ့လုပ်ဖို့ကင်ပတ်တွေးချောက်လား။သင်ကြိုက်နေတဲ့ကောင်လေးလား။သင်ကြိုက်နေတဲ့ကောင်မလေးချောက်လား။လုံးဝကို စိတ်မညစ်ရဘူးလို့မဆိုလိုပါဘူး။ စိတ်ညစ်တဲ့အချိန်အတိုင်းသာတစ်ခုထိပဲစိတ်ညစ်ပါ ပြီးရင်ခေါင်းထဲကထုတ်ပြစ်လိုက်ပါ သင်အမြဲတည်ရဖို့ပါသင်မနှက်ပြန်ထိအသက်ရှင်ဖို့မတိကြပါဘူးဒါကြောင့်ဒီနေ့ကလေးကပျော်ပျော်ရွှင်ရွှင် နေဖို့လိုတယ်နံပါတ်1သင်တယောက်တည်းကံမကောင်းတာမဟုတ်ပါဘူးလောကကြီးမှာကံမကောင်းတဲ့သူပေါင်းများစွာရှိပါတယ်သူတို့ကကောင်းတဲ့အရာတွေပဲသင်မြင်အောင်ပြကြမှာပါ ပြုံးနေတဲ့မျက်နှာမြင်တိုင်းပျော်နေကြတယ်မထင်ပါနဲ့ဒါကြောင့်တင်တယောက်တည်းမဟုတ်ဘူးဆိုတာသတိရပါသုံးတင်ကံကောင်းငယ်တန်နေဆုံးစာဖတ်နိုင်တယ်တင့်မျက်လုံးတွေကောင်းလို့ပေါ့မမြင်ရတဲ့သူတွေကို ကိုချင်းစာပါတဲ့ထက်နေကြတဲ့သူတွေလောကကြီးမှာ အများကြီးရှိနေတဲ့ဆိုတာသတိရပါလေးအမြဲတမ်းအကောင်းဆုံးလုပ်ပါအဲ့ဒီအတွက်ခုံယူပါ၄ အမြဲတမ်းလုံနိုင်တာကိုအကောင်းဆုံးလုပ်ပါဖြစ်မလာတာအတွက်စိတ်မစင်းရဲပါနဲ့သင်အကောင်းဆုံးလုပ်ပြီးသွားပါပြီငါကဲအခုပဲပြုံးလိုက်တော့နော်သင်ရဲ့တန်မိုးကြီးမတဲ့စိတ်သေးကို အဖိုးမတန်တဲ့လူတွေအတွက်နေရာမပေးပါနဲ့သင်ရဲ့စိတ်ဟာသင်ရဲ့ခန္ဓာကိုယ်လိုပါပဲမကောင်းတဲ့အစာအသောက်တွေကျန်းမာရေးနဲ့မငြိညွတ်တဲ့အစာအသောက်တွေကိုစားတော့ပြီး ခန္ဓာကိုယ်ကိုဂယုမဆိုင်ရင်သင်စမ်းမာရေးချွတ်ရင်းလာပါလိမ့်မယ်။နေမကောင်းဖြစ်လာတဲ့အချိန်မှာဆေးမတောက်ပဲပေးနေရင်ပိုဆိုးပါလေ။တခါတလေဆေးတောက်ရင်ပျောက်နိုင်ပေမဲ့တခါတလေအနာခံပြီးဆေးထိုးမှပျောက်တာလည်းရှိပါလေ။ဒီလိုမကုသခြင်းရင်တော့ယောဂကြီးမှလာနိုင်ပြီးအသက်ပါရှင်ရနိုင်ပါလေ။ဒီလိုပါပဲ။စိတ်ဆိုးတာဟာလေမကျန်းမာတဲ့အတွေ့အကြုံတွေထဲပါများရင် စိတ်သက်ကြမ်းမာရေးယူရင်းလာပါလေ။ ဆော့ဆော့စီစီမကူတရင် စိတ်ကြယောဂါတွေအထူးဖြစ်လာနိုင်ပြီးတဘောအလုံးပျက်စီးသွားတတ်ပါတယ်။ဒါကြောင့်သင်ရဲ့စိတ်ကိုဂရုစိုက်ပါ။ရှင်းထောက်ရှင်းထိုက်တစ်ခုကိုတိဆောက်ပြလိုက်ပါ။သူတို့သင်ကို ပောက်တဲ့ကြောက်ခဲတွေနဲ့ရှင်းထိုက်တစ်ခုတိဆောက်ပြလိုက်ပါ။မဟတမခန္ဒီသင်ကိုမကောင်းပြောတဲ့သူ သင်တက်ကြွနေတာကို စိတ်သက်သာအောင်လုပ်ခြင်းသူ သင်လုပ်သမျှအရာရာမကောင်းလိုက်ပြောခြင်းသူ တင်အောင်မြင်တာကိုမနာလိုသူအစားရှိသည့်ဖြစ်လူပေါင်းများစွာကိုတင်ဘဝမှာမလွဲမသွေကြုံရမှာပါသူတို့ကိုခယူးဆိုင်ပြီးအရာရာကိုလိုက်ခံစားနေရင်တော့တင်စိတ်ဆင်းရဲရုံကလွဲပြီးဘာမှဖြစ်လာမှာမဟုတ်ပါဘူးတင်စိတ်ဆင်းရဲရင်သူ့ရည်ရွယ်ချက် အောင်မြင်တာနဲ့အတူတူပါပဲဒါကြောင့်အဲ့ဒီလိုမျိုး လူတွေရဲ့စကားကိုဘယ်တော့မှနားမရမှာနဲ့သူတို့တင့်အပေါ်မလို့တမန်နဲ့တိုက်ခိုက်တာတွေကိုအစိုးမမြင်ပဲ သူတို့ကြောင့်သင်တိုးတက်တာကိုပဲအကောင်းမြင်ပါအတိုက်ခိုက်မရှိပဲအောင်မြင်တာကအရသာလည်းမရှိပါဘူးခင်းစော်ရင်တော့ပစံလေးခိုးပြီးစော်တဲ့ခင်းကအရသာမရှိပါဘူးကိုပဲအလှဲ့တိုင်းနိုင်နေပါလိမ့်မယ်အရသာရှိရဲ့အောင်မြင်မှုက အခက်ခဲစားတွေကရှားယူရတာပါတင့်ကို ပောက်တဲ့ကြောက်ခဲတွေနဲ့ရဲလိုက်တစ်ခုတိဆောက်ပြလိုက်ပါဆွလွတ်ခြင်းနဲ့ခွင်လွတ်ခြင်းကို ပိုင်းဆိုင်နိုင်အောင်ကြိုးစားပါ တကယ်တော့မတိုးတက်တာမစွန့်လွတ်ရဲသေးလို့ပါမဖြစ်နိုင်တဲ့မျောလင်းချက်ကလေးကိုကင်တွယ်ပြီးတချို့တွေကသေတဲ့အထိဘဝကိုအဆုံးသတ်သွားတတ်ကြတယ်ဘယ်တော့မှကိုယ်စီပြန်မလာတော့မဲ့သူကမျောလင်းရင် ရှင်ဘက်ထဲကအပြည့်အပိုင်မစွန့်လွတ်ရဲကြပါဘူးအကျိုးဆက်ကဘဝမှာဆုံးဖြတ်ချက်တွေမှားတတ်ကြပါတယ်ထို့ဆုံးဖြတ်ချက်အမှားတွေကြောင့်ပဲဘဝကလည်းမတိုးတက်ပဲဖြစ်တတ်ပါတယ်ဆွန့်လွတ်တတ်အောင်ကြိုးစားပါ ကိုနဲ့မသက်ဆိုင်နိုင်တဲ့ပစ္စည်းတစ်ခု သို့မဟုတ်လူတစ်ယောက်ရှိခဲ့ရင်အမှန်တရားကို လက်ခံပါဘဝလေးကထုတ်ပြလိုက်ပါသင်အမှန်တကယ်ငြိမ်းချမ်းခြင်းကိုရရှိပြီးသင်ဘဝလည်းပုံမိုးတိုးတက်လာပါလိမ့်မယ်ခွင့်လွတ်တက်အောင်လဲကြိုးစားပါသင်ရဲ့စိတ်ကိုဒုက္ခအပြီးဆုံးအရာကအညူအသေးပါပဲတကယ်တော့နာကျင်နေဆိုတာအညူထားလို့ပါအညိုတီတွေကလူကို ပူလောင်စေပါတယ်ခွင့်လွတ်တအောင်ကြိုးစားပါ အရန်လွယ်ကူတဲ့ကိစ္စမဟုတ်မှန်းတော့သိပါတယ်။ဒါပေမဲ့လောကကြီးမှာအကောင်းဆုံးအရာတွေကအမြဲခက်ခဲတတ်ပါတယ်။ဒီတော့ခွင့်လွတ်ဖို့ကိုကြိုးစားပါ။တိတ်ဆိတ်ဆင်းရဲ့တင်ဆိတ်ဆင်းရဲ့ဖို့အဲ့ဒီအရာကထိုက်တန်ရဲ့လားပြန်စဉ်းစားပါ။တင်ခွင့်မလွတ်နိုင်ရင်တင်ဘဝတစ်ခုလုံးကိုအဲ့ဒီအညို့အတွေ့တွေကချုပ်နှောင်ထားပါလိမ့်မယ်။တင်ရဲ့ဆုံးဖြတ်ချက်တွေမှားယွင်းအောင်အဲ့ဒီအညို့တွေတွေကအမြဲနှောက်ရှက်နေပါလိမ့်မယ်။ သင်ဘဝတစ်ခုလုံးမသေးဘဲနဲ့ငရဲရောက်နေသလိုပူလောင်နေပါလိမ့်မယ်တကယ်တော့အဲ့ဒီလိုမပူလောင်အောင်သင်သားစီနိုင်ပါလေအဲ့ဒါကတော့ခွင့်လွှတ်ခြင်းပါပဲတခါတလေလူတောက်ရောက်ရဲ့စကားတခွန်းကြောင့်သင်တနေကုန်စိတ်မကြည်လင်လာမျိုးဖြစ်ဘူးလားအဓိကအကြောင်းရင်းကသူပြောလိုက်တဲ့စကားမဟုတ်ပါဘူးအဓိကက အဲ့ဒီစကားကိုထက်ခါထက်ခါတွေးပြီးဒေါသထွက်နေတဲ့သင်ရဲ့စိတ်ပါ အခုချိန်ကစပြီးခွင့်လွတ်နိုင်အောင် ကြိုးစားပါသင်အရှင်ကထက်ပိုပြီးစိတ်ချမ်းသာလာပါပဲလေမယ်မနှက်ဖြန်တွေးအတိပဲရှိပါစေခန္ဓာကိုယ်ပြင်ပမှာရတဲ့ဒဏ်ရာထက်ရှင်ဘက်ကိုထိသွားတဲ့ဒဏ်ရာတွေက ပိုကူတရခတ်တတ်ပါတယ်ဒါပေမဲ့ဘေးဒဏ်ရာပဲဖြစ်ဖြစ်တိတိကျကျခရုစာရင်တော့အလျင်းမပြောက်ရင်တော့ အမားရုပ်ကလေးကြံခဲ့လောက်တဲ့အထီးတော့ကုသလို့ရပါတယ်။ဒါပေမဲ့အမြန်ဆုံးမကုပဲတနုံနုံခန်းစားနေရင်တော့အချိန်ကြာလာတာနဲ့အမျှအယောအစားကြီးမှတတ်ပါလေ။တခါတလေဒဏ်ရာတစ်ခုကြောင့်လက်ဖြက်ရခြေထောက်ဖြက်ရတာရှိတတ်ပါတယ်။ဘာလို့လဲဆိုတော့ပိုအရေးကြီးရဲ့အသက်ကိုဦးစားပေးရလို့ပါ။ရှင်ဘတ်တွေကဒဏ်ရာပုတ်သွားရင် လက်တွေခြေထောက်တွေတော့မပေးဆက်ရပါဘူး။ အဒီထက်တန်ဖိုးကြီးမာတဲ့ဘဝတစ်ခုပေးဆက်လိုက်ရပါတယ်အပုတ်တော့မခံပါနဲ့နော်တင့်အတက်ကတင့်ချစ်သူတယောက်တည်းအတွက်အရေးပါတာမဟုတ်ပါဘူးတင့်ကိုချစ်တဲ့မိသားစုတင့်ကိုခင်တွဲတဲ့တငယ်ချင်းတင့်ကိုချစ်တဲ့တင့်ရဲ့ခွေးလေးသို့မဟုတ်တင့်တစ်ခုခုပြန်လုပ်ပေးတဲ့တင့်ရဲ့နိုင်ငံ အများကြီးရှိနေပါသေးတယ်နေနေတော့နာမယ်ဒါပေမဲ့ပြန်ကောင်းလာဖို့မရှိရသေးချင်စောစောဖြတ်လိုက်ပါ သင်အသက်ရှင်ဖို့မနှက်ဖြန်တွေပြန်လည်ပြီးနိုးထလာပါလိမ့်မယ်။သင်ရဲ့မနှက်ဖြန်တွေပြန်လည်ပြီးအတိတ်ပဲရှိလာပါလိမ့်မယ်။မနှက်ဖြန်တွေသူမယူသွားပါဘူး။သူ့အတွက်မလိုအပ်တဲ့မနှက်ဖြန်တွေသင်ယူမိုက်စွာလက်ဆောင်ထည့်ပေးလိုက်တာပါ။သင်ကိုလိုအပ်တဲ့သူတွေအတွက်အဲ့ဒီမနှက်ဖြန်တွေပြန်ယူပြီးရှင်သန်လိုက်ပါ။ဘဝကိုပျော်ရွှင်စွာဖြတ်သန်းလိုက်ပါ။သင်ရဲ့မနှက်ဖြန်တွေကိုပြန်လည်ပြီးအသက်ပြန်သွင်းပါ။ တင့်ရဲ့မိသားစုတင့်ရဲ့တငယ်ချင်းတင့်ရဲ့နိုင်ငံတင့်ရဲ့လူမျိုးစတာတွေအတွက်ကြိုးစားရင်အောင်မြင်အောင် ပြန်လည်ပြီးကြိုးစားပါလောကကြီးမှာအတိပဲရှိရတဲ့သူတယောက်ဖြစ်ပါစေဟုတ်ကဲ့အခုဖတ်ပြသွားတာကိုအနှစ်ချုပ်ပြန်လည်ပြောပြရမယ်ဆိုရင်အသေးကွဲနေတဲ့အချိန်မှာအသုံးချပုံမမှုတီးပြီးတချို့ကကုကုကိုဖျက်ဆီးပြီးရောပျက်စီးသွားတတ်ကြတယ်။တချို့ကအလုတ်ကိုပိုးကျူးစားလုပ်ပြီးအောင်မြင်သွားကြတယ်။ အချစ်ကဘဝမဟုတ်ပါဘူးအလွမ်းလောင်စာကိုကိုဘလို့အတုံးချလဲဆိုတာကိုပေါ်မှာပဲမူတည်ပါတယ်တင့်ရဲ့ခန္ဓာကိုယ်ကိုဂယုဆိုင်တဲ့လို့တင့်ရဲ့စိတ်ကိုလည်းဂယုဆိုင်ပေးရပါမယ်စိတ်ဓာတ်ပြန်တက်စေဖို့အမြဲအကောင်းဆုံးလုပ်ပါ ပြုံးပါအသက်ရှင်နေတော့မှတပျော်ရှင်ရှင်နေပါကိုကိုအတိုက်ခိုက်တည်းရှိလို့စိတ်မညစ်ပါနဲ့ အောင်မြင်မှုဆိုတာကအခက်ခဲကြတာကရယူရတာမို့ပါ တိုက်ခိုက်ကြကြကအောင်မြင်အောင်စူးစမ်းပြလိုက်ပါတိုးတက်နိုင်ဖို့ခွင့်လွတ်တတ်ဖို့ကစွန့်လွတ်တတ်ဖို့ကလိုပါတယ်အဲ့ဒါမှ စိတ်မှာပူလောင်ခြင်းမရှိဘဲပဲအရင်ကထက်ပုံမူအေးချမ်းပြီးရောစိတ်ချမ်းသာလာပါလိမ့်မယ်ဟုတ်ကဲ့မိတ်ဆွေတို့အနေနဲ့ကရောဒီနေ့ဖတ်ပြသွားတာတွေကမိမိတို့အတွက်ဗားလေးတွေမှတ်သားလိုက်စရာ ရလိုက်ပါတယ်ဘေးအချက်လေးတွေကိုကြိုက်နှက်တပါတပါတယ်အောက်က comment box ထဲမှာအဆင်ပြေမယ်ဆိုရင် မျှဝေပေးခဲ့ပါဦးရှင် အားလုံးပဲမင်္ဂလာရှိသော နေ့လေးဖြစ်ကြပါစေရှင်ကိုစိတ်နှပြစမ်းမချမ်းသာတော်မူကြပါစေ